အောက်တိုဘာလ10ရက်နေ့2025ခုနှစ်လူမျက်ကြော်ရဲ့ညာကိန်းပိုင်းတင်ဆက်မှုညမှာကျုပ်စုပါတယ်ဒီညမှာတော့မဲစီရင်တွေ့မီးရှို့ကုန်ကြပြီယူရွေးကောက်ပွဲကိုအပီးတိုက်ဖျက်သိမ်းနိုင်အောင်ဒေါ်လိုင်းကြီးဘက်ကစ조사ရင်조사မ조사ရင်ရွေးကောက်ပွဲအလွန်ကာလမှာဒေါ်ဆန်းစုကြည်ကိုထုတ်တုံးရင်ဒေါ်လိုင်းကြီးကဘာဖြစ်သွားနိုင်လဲ ီမေခွန်းကိုကျွန်တော်ပထမဦးစွာမေးပြီးဒါရီနဲ့ပတ်သက်တဲ့သုံးသက်ချက်ကိုလူတရားပိုင်းမှာပြောမယ်ပထမဦးစွာတော့တော်လန်သတင်းတွေကိုစာလိုက်အောင်ဒီကနေ့ဆိုရင်နမခနမခကိုကျွန်တော်တို့ရှော့လိုက်တုံးဆယ်လုံးရော့ကတ်ဆယ်လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်အော်တိုဘားလနှစ်ရက်နေရပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အချိန်ဒီပါဒီတိုက်ခိုက်မှုကြောင့်ဒရင်ဂျိုလာပြင်းနေမှာစီမီ ပူဇော်ပွဲလုပ်နေတဲ့ဇိုင်းနန်ချောင်းကပြည်သူလူထုကိုဘုံကျဲချတာလို့ကျွန်တော်အကြမ်းမြင်နေ့ကင်းကဗီဒီယိုမှာပြောပြီးသားပါစစ်တမ်းရုံးမှာအရာရှိ9ဦးရိတ်ခါကိုရုံဆောင်2ဦးတပ်တွင်းမိသားစု9ဦးသေဆုံးတယ်လို့သိရပါတယ်တပ်ပြီးစီးရုံလီမီလောင်300ကိုပို့တယ်လို့ကျွန်တော်အကြမ်းမြင်သိရပါတယ်အဲ့တော့ ဒီတက်ခိုက်မှုကို CRB မာမိတ်ဖွဲ့များဖြစ်တဲ့ချုံမိုင်မိုင်ကနေမုံရခိုင်တရင်14ဘူလက်ကောက်နေရင်းမှမင်ခိုင်တရင်9ပူပေါင်းဆောင်ရွက်ခဲ့လို့ကျွန်တော်တို့သိရပါတယ်ရော့ကတ်၁၀လုံးနဲ့ပြစ်ခတ်မှုဒီအခြေအနေနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲကတိုက်စုံမှုတွေကိုများပြားတဲ့အခြေအနေကိုတော့အတည်ပြုလို့မရသေးပေမဲ့နောက်မှကတိုင်းမှုမျိုးမင်းတွဲဟာ နမခရီရော့ကတ်တီရော့ကတ်တီဝင်ရောက်လာတာနဲ့ပတ်သက်ပြီးအညိုးတကြီးနဲ့မကွေးစခိုင်းကိုရရဆက်ဆက်ပုံချဲနေပါတယ်။ဘင်ဂျိုလာပြီးနေမှာစီမီပူဇော်ဘွေးနဲ့ပတ်သက်ပြီးဘုံတွေကျဲချောင်းလို့22ဦးနဲ့အယောက်40တန်ရာရတဲ့နောက်ဆုံးသတင်းများရှိနေတယ်လို့ဒီကနေ့မှာထပ်ပြီးတော့မကွေးတိုင်းမြိုင်တောင်ပိုင်း စစ်တပ်ကဘုံကျဲတတ်တိုက်ခတ်ခဲ့ပါတယ်။ဒါ့အပြင်မှာကျွန်တော်တို့ဒီနေ့အော်တိုဘလာ၈ရက်နေ့မနက်၈နာရီမှာမန္တလေးတိုင်းနထိုးကြီးမကြီးကုန်းရွာစစ်ဘေးရှောက်နေစီနေထိုင်နေဖုံးကြောင်းဒီဖုံးကြောင်းဝင်းတွေကိုစစ်တပ်ကဘုံကျဲတိုက်ခတ်ခဲ့ကလေးငယ်ဆက်တဲ့ဦးအပေါ့ပြည်သူလူထုတွေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့တော့နာမခါ နမခကတော့ဖြူချမယ်ချေဖြစ်လာတော်လိုင်းကြီးဟာမိုးရဲရှည်တွေကိုရှောက်လာနေပြီအဆုံးဖြတ်ကာလလို့တော့ပြောလို့ရတဲ့အချိန်မျိုးတိဖဆစ်တဟာရွေးကောက်ပွဲမရောက်ခင်မှာပြင်းပြင်းထန်ထန်ဘုံကြီးကျဲချနေဒီလိုပဲအညာတခွင်မှာလဲတိုက်ပွဲတွေတရဆက်ဖြစ်နေ ညိုင်ကိုဘုံကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နာမခါကတက်လာတဲ့စက်တက်လေဒီလို့ကျွန်တော်တို့အတိအကျသိရပြီးညိုင်ရဲ့ပေါက်အဆက်ကတပြေညိုရေနံပေါ်ဒေတာကိုမနက်7:30မိနစ်မှာဘုံကျဲခဲ့တာပါဒီကပျက်စီးမှုတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်မသိရသေးသေးသလိုစကိုင်းတိုင်းမှာထပ်ပြီးတော့ဂန်ဒီမှာကင်းလက်ထွက်လာတဲ့စစ်ကြောင်းကိုဖျက်တိုက်ပါတယ်စစ်သားနဲ့ရဲခွနဲ့ဦးသေပါတယ်ကြောက်လုံးကြီးတက်ဖွဲ့ KLG PDF ဖွဲ့က တိုက်ခိုက်တာဖြစ်ပါတယ်အော်တိုဘားရှင်းနေမိုးလင်း7နာရီ40မိနစ်မှာဂဏီမြို့ပေါ်မှာရှိတဲ့မြို့ဆောင်တက်ကရဲတွေစစ်သားတွေကင်းလဲတာဂဏီရက်ွက်3အယောက်မှာ PDF တွေဝင်တိုက်ပါတယ်တိုက်ပွဲကမိနစ်20ကြာပါတယ်မြို့ရင်းတိုက်ပွဲဝင်ပစ်တာဖြစ်ပါတယ်ဒါကြောင့်မို့ကျောင်းလုံးကြီးတက်ဖွဲ့ကရမမင်ခင်တိုင်ကိုကူပေါင်းစုလာတဲ့တပ်ပေါင်းစုတစ်ခုအဖြစ် ဆက်လိုက်တိုက်ခိုက်မှုရှိနေပါတယ်။ဒါကတော့ဒီကနေ့နောက်ဆုံးရဒီညနေတည်င်းဖြစ်ပါဆိုတော့ပထမဦးစွာပြောတာခဲ့တယ်လို့ရွေးကောက်ပွဲဖြစ်နိုင်ရင်ဖြစ်မဖြစ်နိုင်ရင်ရွေးကောက်ပွဲအလွန်ပါဖတ်စစ်တဟာတော်ဆန်းစုကြည်ကိုထုတ်ကစားလာရင်ကျွန်တော်တို့တော်လိုက်ရပါရင်ဖြစ်သွားနိုင်တယ်လက်ရှိအချိန်ကတော့ဘယ်လိုလဲဒါနဲ့ဆက်ဆက်ပြီးတော့သုံးသက်ချက်တွေစကြရအောင် ုံးသက်ချက်မစခင်မှာဒီကနေ့ဘကိုးတိုင်းမင်းလာပါရွေးကောက်ပွဲလုပ်မယ်ဆိုပြီးမဲစင်းကပ်ပါတယ်ဒီမဲစင်းတွေကိုဒီဥကဝေးတက်တယ်ဝင်ပြီးမီးရှို့ပလိုက်တော့တွေ့ရပါတယ်ဒါစကောက်စီရွေးကောက်ပွဲကိုဖျက်ဆီးနိုင်တဲ့တခုတည်းသောနီးနာတခုအဖြစ်ကျွန်တော်တို့တွေ့ရပါတယ်နီးနာတရက်အစ်စ်လို့ကျွန်တော်တို့ရှုမြင်သုံးသပ်ပါတယ်စင်တဲကုန်းရွာလူငယ်အာမန်စာကြည့်တိုင်းမှာမဲစင်းတွေကတ်ထားတာကိုအော်တိုဘလာ6ရက်နေ့ည7နာရီမှာ တရင်3800နှစ်တခွဲနှစ်ကမြို့ပြပျောက်ကြားရဲပေါ်တယ်ဝင်ပြီးမိရှုပါတယ်9ရက်6ရက်လောက်ရှိပြီမဲစည်းနေလိုက်ကြည့်ဖို့အတင်းအဓမ္မဖိအားပေးတာတွေမဲပေးဖို့ဖိအားပေးတာတွေကြောင့်ဝင်ပြီးမဲစည်းနေမိတက်ရှုလိုက်ပါတယ်စစ်ကောင်စီရွေးကောက်ပွဲကိုအာကျိုးမှတလောက်ကင်နေသူတွေကိုပြင်းပြင်းထန်ထန်ထိရောက်စွာအရေးယူမယ်လို့လည်း3800နှစ်တရင်ကစာထုတ်ပြန်ထားပါတယ်ဟုတ်ပြီ ရွေးကောက်ဝေးကိုဘလို့ဖြစ်မလဲမယုံနေကိုဝင်ပြစ်မလားကိုစလဲတွေကိုပြစ်မလားရွေးကောက်ပွဲမှာအားကျိုးမှတ်တဲ့ဆောင်ရွက်နေတဲ့ပြူစောတိတွေအုတ်ချုပ်ရေးမှုတွေကိုရှင်းမလားအဲ့တပိုပြီးလွယ်ကူပြီးတော့ရွေးကောက်ပွဲပြတ်သွားစေနိုင်တဲ့နည်းတနည်းတွေရပါတယ်ကတ်ထားတဲ့မဲစင်းတွေအကုန်လုံးမီးရှို့ပြစ်လိုက်ရှင်းရွေးကောက်ပွဲလုံးလို့မရတဲ့အချက်တစ်ချက်အဖြစ်တွေ့ရတယ် ရက်ွက်တိုင်းမှာမဲစည်းနေကမှာဖြစ်ပါလေမြို့ပြပြောက်ကြားရဲဘော်ရီလွမြောက်နေပြီတရက်ကဲ့သို့အညာဒေတာတစ်ခုလုံးရဲ့ဆက်ဆက်နေပြီဒီမှန်သမျှမဲစည်းနေမီးရှို့ပစ်ကြဆိုတဲ့ကြွေးကြော်တဲ့နေမီးရှို့ပစ်ကြနိုင်ရင်ဒီရွေးကောက်ပွဲကိုကျွန်တော်တို့တစုံတရာဟန်တားနိုင်တဲ့အခြေအနေမျိုးထိရောက်ရှိသွားမှာဖြစ်တယ်လို့ရွေးကောက်ပွဲကိုအားကျွမ်းမှန်တဲ့လုံနေတဲ့ပုံချုပ်ရေးမှုတွေ ြူစောထီဒီအစရှိတဲ့လောကထွေဥပါမချင်ရှင်းလင်းနိုင်ရင်ထွေဥရန်ရပြူကြရင်ရေကောက်ပွဲရက်တက်သွားမှုအကြောင်းတရားတစ်ခုဖြစ်ပါတယ်နံပါတ်3ရေကောက်ပွဲလုတ်တဲ့နေ့မှာမဲယုံဒီပေါ်ဒရုန်းမိုးတွေရွာချနိုင်ရင်နံပါတ်4နေပြည်တော်ရန်ကုန်မန္တလေးတပြိုင်နက်ထိုးစစ်ဆင်နိုင်ခြင်းဒီရေကောက်ပွဲပြတ်ဟုတ်ပြီရေကောက်ပွဲကိုပြတ်အောင်ဖျက်နိုင်ခြင်း မကြီးရဲ့80ရာခိုင်နှုန်းတော့အချိုးကွေကြီးတစ်ခုရောက်လာမှာဖြစ်တယ်ရွေးကောက်ပွဲမပြတ်ဖဲလုတ်ဖြစ်သွားပြီးတရားမဝင်ရွေးကောက်ပွဲနဲ့ကဘာဘူးမင်းအောင်နိုင်ရာလိန်လေလှည့်စားလှည့်ပြားရှင်တရားဝင်အစိုးရအနေနဲ့သူ့ကိုယ်သူဂျင်ညာရင်ရွေးကောက်ပွဲကတက်လာပါတယ်ဆိုတဲ့အစိုးရဖြစ်ဂျင်ညာရင်ရွေးကောက်ပွဲကတက်လာတဲ့အစိုးရဆိုတဲ့ကောင်တွေကလည်းတိတ်ပြီးတော့အထင်ကြီးစရာတော့မရှိပါဘူး ဟစ်တလာဖက်စစ်ဟစ်တလာလည်းရွေးကောက်ပွဲကတက်လာခဲ့တာဒါကိုသတိချက်ဖို့လိုပါလိမ့်ဆိုတော့ကမဖြစ်နိုင်ခဲ့ရှိစစ်တပ်ရဲ့လုံနီးလုံဟန်နီးနာတွေကိုလိလာကြည့်တဲ့အခါမှာတော့ကို60ရွေးကောက်ပွဲ2010ရွေးကောက်ပွဲအဆရှိတဲ့ရွေးကောက်ပွဲတွေနဲ့စစ်တပ်အာဏာသိမ်းပြီးလုပ်တဲ့ရွေးကောက်ပွဲမှန်သမျှဟာစစ်တပ်ဟာသူ့ရဲ့ အာဘယ်လိုခေါ်ပါတနာဖြစ်တဲ့ကြံ့ခိုင်ရေးပါတီစစ်ပါတီကိုအာနာလွဲပါတယ်အဲ့လိုမှမလွဲပဲတခြားပါတီနိုင်ထပ်အာနာသိမ်းဖို့မှာဖြစ်ပါတယ်နံပါတ်1နံပါတ်2ရွေးကောက်ပွဲလုံတိုင်းလုံတိုင်းမှာ2010မှာကြည့်မလားတော်ဆန်းစုကြည်ကိုပြန်လဲပွဲထုတ်ကစားပြီးနိုင်ငံကစားကွက်နဲ့ဆွဲထုတ်လာတဲ့အလေအထားစစ်တပ်ကလုံလီလုံထားရှိပါ ရွေးကောက်ပွဲလုပ်ပြီးကျွန်တော်တို့ကမဖြတ်နိုင်ဘူးရွေးကောက်ပွဲလုပ်ပြီးဒေါ်စန်းစုကြည်ကိုထုတ်ကစားပြီးတော်လိုင်းပါဖြစ်တော်လိုင်းထဲမှာဒေါ်စန်းစုကြည်နဲ့ပတ်သက်ပြီးအင်မတန်လေးစားရတဲ့လူတွေအများအပြားရှိတယ်လို့လောလောဆယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတိုင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ဒေါ်စန်းစုကြည်ကိုခန့်အပ်ထားရပါတယ်နောက်တစ်ချက် NLD ပါတီရဲ့ authority နဲ့ uh, authority လို့ပြောမလားအာဒီ NLD ပါတီရဲ့မူဝါဒတွေကိုမကျော်နိုင်တဲ့အခြေအနေတွေမှာ CRPH ပါပါတယ်နော်ပြည်တော်စုလွှတ်တော်ကိုဇာပြုတ်ကော်မတီ CRPH ပြည်တော်စုလွှတ်တော်ကိုဇာပြုတ်ကော်မတီက NLD ပါတီကနေဝေးဖွားတယ်လို့အကြမ်းမြင့်တရားဆိုတော့ NLD ပါတီဥက္ကဋ္ဌတော်ဇန်သူကြီးကမင်းတို့လောက်တာရက်လိုက်ပါတော့ဆိုရင် NLD ရော CRPH ကော် လွန်ဆက်နိုင်မလားမနေ့နောက်တော့ CRPH ကနေပေါက်ဖွားလာတဲ့ NUG အစိုးရ NUG အစိုးရတွေမှဆိုရင်60ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ထိ NLD ပါတီရဲ့ပါတီဝင်တွေအမတ်တွေကိုယ်စလဲတွေနေရာယူလာတာကိုတွေ့ရတယ်အဓိကဆုံးဖြတ်ချက်ချမှတ်တဲ့သူတွေရဲ့နေရာတိုင်းမှာ NLD ပါတီကလူတွေပဲ အဲ့ဒီအစိုးရအဖွဲ့မှလည်းဒေါ်ဝန်ဆန်းစုကြည်ကိုနိုင်ငံတော်တိုင်တိုင်ပင်ခံပုတ်ကူဆိုပြီးခန့်အပ်ထားတယ်။စေုပ်စုကဒေါ်ဝန်ဆန်းစုကြည်ကိုထုတ်ကစားပြီးအသက်80ကျော်ဖြစ်နေတဲ့ဒေါ်ဝန်ဆန်းစုကြည်ကလက်နက်ကင်နာတွေရွက်ပြီးတိုင်းပြည်ငြိမ်းချမ်းရေးအတွက်ရှစ်ဆက်ကြပါတော့လို့ပြောရင်အန်ယူဂျီ NLD CRPH လုံဆန်းနိုင်ပါကျွန်တော်တွေးဖို့ပြောနေတာဖြစ်ပါတယ်။တော်လိုင်းအေးကမိုးတယ်နေတယ်ကာတာ အချိုးကွေ့ကာလတခုပါယူဘဝေဘူဖြစ်နိုင်လို့တော်လိုင်းအောင်ဝဲအဆင့်တဆင့်ရောက်သွားနိုင်တယ်ယူကောက်ဝေဘူမဖြစ်နိုင်ပဲယူကောက်ဘောနဲ့အတူတော်ဆန်းစုကြည်ကိုထုတ်ကစားလာရင်တက်လာအများကြီးရှိပါတယ်အဲ့တော့အန်ယူဂျီရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေရဲ့တရဇက်တွေးကြုံနေတယ်လို့အန်ယူဂျီရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေလိလာကြည့်တဲ့အခါမှာ ဒိုင်းသားအီယာအူဒီလည်းပါဝင်တဲ့အစိုးရအသစ်ဖွဲ့မယ်လို့ကြားရပါတယ်အဲ့တော့ဒီတစ်ခေါက်စဉ်းစားရမှာကရန်ကပြက်ပြီးတော်လန်မာလာအစိုးရလုံးမာလာဆိုတဲ့ကိစ္စမျိုးထိရှိတာပါဒိုင်းသားအီယာအူဒီတပ်ဖွဲ့တွေအနေနဲ့ကလည်းပေါင်းပြီးတိုက်မလားတပေါင်းစုဖွဲ့ပြီးစစ်ဦးဘလူးကဲ့သို့ထုံးမလားသူတို့ဘုံလာကျဲတာခံခံပြီးတော့ကြီးညာကလေးထုတ်ပြီး ပြည်သူတွေအသေးခံမလားဆိုရဲရွေးချယ်ရမယ်ဝီဒီဒီဝါဒရာရောင်တောင်တောင်လောက်လာတာ9နှစ်ရှိနေပါပြီဒီကာလကတော့ဖက်စစ်တပ်ကိုယ်တိုင်ပြတ်ထန်းလိုက်တဲ့အဆုံးဖြတ်ကာလတစ်ခုဖြစ်ပါတယ်ဒီရွေးကောက်ပွဲကိုပြတ်အောင်ဖြတ်ဖို့နီလန်အများပြားရှိတဲ့အထဲမှာမှစစ်ကိုလည်းနိုင်ရွေးကောက်ပွဲလည်းပြတ်ဆိုရင်တော့ တပေါင်းစုနဲ့ထိုးစစ်ဆင်နိုင်ဖို့ပဲရှိပါတယ်။ညီညီညွတ်ညွတ်ပေါင်းစည်းပြီးနိုင်ငံရဲ့အနာဂတ်ကိုဖန်တီးမလား။ကိုနေရကိုကြိုစည်းဝါကိုပြည်နယ်ဒါလီလူနေပဲဂျင်းနဲ့နှစ်သိမ့်ကြလား။တဖက်မှာလည်းအစိုးရအစိုးရနဲ့အာနာခွဲတန်းချတယ်ကိုမလား။တော်လန်မလားအာနာခွဲတန်းချမလားဆိုတဲ့ကိုသိမ့်မြတ်စကားအတော်မှန်ကန်ပါလေဗျာ။ အာနာခွဲတန်းချမှာလားတော်လည်ရေလှုပ်ပါလားလို့ဘေကုန်းထုတ်ရမယ်ကာလာမျိုးတော်လည်ရမိုးရေရေတဲ့လမ်းစုံလမ်းကွာရောက်ပြီးအကယ်၍သာရွေးကောက်ပွဲစစ်တပ်ကလုံနိုင် သွားလို့တော်ဆန်းစုကြည်ကိုထုတ်ကစားလာရင်အန်ဒီ CRPH အန်ယူချီအန်ယူစီစီပါတော်ဆန်းစုကြည်စကားကိုလွန်ဆန်ဝမ်းပါဒါဆိုတော်လည် ဘလို့ဖြစ်သွားနိုင်ပါလဲ။ဂျီမီနိုတဘောရာကိုကောမတ်မှာရေးထားပေးခဲ့ဖို့ဖိတ်ခေါ်